အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့မြောက်ကိုရီးယားကမြေအောက်နှုမြူပုံဖောက်ကွဲဆန်းသက်ခဲ့ဝယ်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။မြောက်ကိုရီးယားဟာတတိယအကြိမ်မြောက်မြေအောက်နှုမြူပုံဖောက်ခွဲဆန်းသက်မှုကိုဖေဖော်ဝါရီလ12ရက်နေ့ကပြုလုပ်ခဲ့ဝယ်ရှိတယ်ဆိုတဲ့အထောက်အထားတွေကိုတွေ့ရတယ်လို့နိုင်ငံတကာမှာစောင့်ကြည့်ရေးအေဂျင်စီများကသတင်းထုတ်ပြန်ခဲ့ကြပါဗျာ။ အနုမြူပုံဖောက်ခွဲစမ်းသပ်မှတ်နေရဖြစ်တဲ့ KJKI ကိုဗဟုပြုပြီးပြင်းအား Richter scale 4.9မှ5.1အဆင့်ရှိတယ်လို့ယူဆရတယ်။တုံခေါမှုတစ်ခုဟာဒီနေ့နနက်7:58မိနစ်မှာလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ US Geological Survey ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားကနိုင်ငံအရှေ့မြောက်ဘက်ဆွန်းဆွန်းမှာမြေအောက်နုမြူပုံဖောက်ခွဲစမ်းသပ်ခဲ့လို့ယုံကြည်ရကြောင်း ဂျပန်အစိုးရအဖွဲ့အတွင်းဝင်ယိုရှိဟီဒီဆူဂါကဖေဗူလာ12ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားမှာဖေဗူလာ12ရက်နေ့နနက်09:58မိနစ်ကလှုပ်ခတ်ခဲ့တဲ့ငလျင်တစ်ခုမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာဟာတန်လျာဖြစ်ပွဲကောင်းတယ်လို့တရုတ်မြေငလျင်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့ကဖေဗူလာ12ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ယခုအချိန်ဖောက်ခွဲဆန်းသတ်မှုဟာအရင်နှစ်ချိန်ကလို့ပလူတိုနီယံဘုံမဟုတ်ပဲယူရေနီယံဘုံဖြစ်မှန်လို့ခံမှန်းမှုတွေထွက်ပေါ်နေပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနနဲ့တမရအိန်တော်တို့ကမြောက်ကိုရီးယားကမြေအောက်နှုမြူဘုံဖောက်ခွဲဆန်းသတ်လိုက်ခြင်းဟုတ်မဟုတ်အတည်ပြုနိုင်ဖို့အတွက်ကြိုးပမ်းနေကြပြီးတော့အမှန်တကယ်ဆန်းသတ်မှုပြုလုပ်ခဲ့ပါကမြောက်ကိုရီးယားအနေနဲ့2006ခုနှစ်နဲ့2009ခုနှစ်တို့မှာ မြေအောင်နှုမြူပုံစမ်းသပ်ဖောက်ခွဲခဲ့ပြီးနောက်ပိုင်းအခုအချိန်မှာတတိယအကြိမ်မြောက်ဖောက်ခွဲစမ်းသပ်မှုဖြစ်လာမှာဖြစ်ပါတယ်။မြောက်ကိုရီးယားကကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင်နိုင်ငံတကာမှသတိပေးထားမြင့်မှုတွေရှိနေပေမဲ့လည်းအစစ်မြစ်နျူကလ িয়ার စမ်းသပ်မှုတွေကိုပြုလုပ်သွားမယ်လို့ပြီးခဲ့တဲ့သတင်းပတ်များစွာကလေးကထုတ်ပြန်ထားပြီးပါတယ်ရှင်။